ပါယူသေးစွာမြေကွန်ရှောက်တာဖင်ပြပါရှင်ဖျားဗုဒ္ဓဘာသာဝင်ဖြစ်၍ကံကံဤအကျိုးကိုယုံကြည်ပါれဖျားနိဗ္ဗာန်မရောက်မချင်းတန်တရားမှာကျင့်နေရမှာလဲသိပါれဖျားသို့တော်လဲနောက်ဘဝရှိသည့်ကျင့်နေရမည်ကိုညီစိုးဖြစ်ဘာသာကြားတွေကိုရှင်းပြရမည်ဖျား ရှင်ဘုရားဘုရားတပည့်တော်ဟာဘေကွန်းကြောင်ထောက်ခွင့်ပြုပါဗျာဘုရားတပည့်တော်တို့သာသနာရေးလုပ်တဲ့ခါမှာတန်ခါဒီနဲ့စကားတွေခြေရင်ပြောရပါလေဗျာအဲ့လိုပြောတဲ့ခါမှာပြမလူစီတော်မရှိပါဘူးဒါပေမဲ့ရန်ကြီးဒီနေ့မှာပြောရတဲ့ခါမှာပြီးတော်မှာအပြစ်ရှိပါသလားဗျာဒါဒေါသပါရင်တော့မကောင်းဘောနော်ဒေါသဆိုတာအကုသိုလ်ပဲလေမှန်ပါဗျာဘုရားတို့တန်ခါဆိုတာကတော့ ဟိုဝီနီမလေးစားပြင်မဲ့လေတန်ဃာတန်ဃာပဲလေပါရာဇီကမကြတဲ့မြကာလပလောကသူကယဟန်ပဲလေအဲ့တော့ကိုကသူကယဟန်ဖြစ်တဲ့အတွက်ကြောင့်ဦးဇနုလူပုဂ္ဂိုလ်တွေအနေနဲ့တန်ဃာတော်ကိုစကားပြောတဲ့အခါမှာဃာရဝတရားထားရတယ်အဲ့တော့တန်ဃာတော်တွေမှားနေလို့ရှိရင်ပြုပြင်ခွင့်ရှိပါတယ်အဲ့တော့ဃာရဝတရားထားပြီးပြုပြင်ရမှာပေါ့နော်ကိုစဉ်ဟိုတနေ့ကဝီနီဆွေးနွေးပွဲမှာလည်းပြောလိုက်ပါတယ်ဟိုဘိက္ခုနီတွေအနေနဲ့မင်းစွာဘုရားကယဟန်တော်တွေကိုပြောခွင့်မရှိဘူးပိတ်ထားတာဘိက္ခုနီများသည်ယဟန်တော်များကိုလုံးဝပြောခွင့်မရှိဘူးဆိုခွင့်မရှိဘူး တမပါဗျာ။ဒါဆိုရင်ယဟန်တော်နေလှုပ်ချင်တာလှုပ်ဝိခုနေညင်နေရမှာလားဆိုအဲ့လိုတော့မဟုတ်ဘူး။သူကဘလို့ပြောရတယ်လဲဆိုတော့ရှင်ဗျာခြေဆောင်ကမထေကြီးတယ်ဆိုရင်ဒါမျိုးမလုပ်ပါဘူးဗျာ။ဒါမျိုးကမသိမ့်တော့ပါဘူးဗျာ။အဲ့လိုခါတော်တရားလေးထားပြီးပြောရပါတယ်။ကိုကဆရာကြီးလုပ်ပြီးတော့ရှင်ဗျာအာဘက်သိရင်ဘာဖြစ်တယ်ညာဖြစ်တယ်တော့မလုပ်နဲ့ပေါ့နော်။မှန်ပါဗျာ။အဲ့ဒါတော့မကောင်းဘူးနော်။မှန်ပါဗျာ။ဟုတ်ဟုတ်ဟုတ်။ကျေးဇူးပါဗျာ။အဲ့ဒါနောက်ဆုံးပေါ့နော်။သူတို့ပြန်ကြောင်းမထင်နော်။အဲ့ဒီကမိုင်းနောက်ဆုံးတော့ဟုတ်ဟုတ်။ရှင်ဗျာတပည့်တော်ကယူသည်ဆိုတာမျိုးကုန်ရှော့တာခင်ပြပါရှင်ဗျာ။ ဘုရားဝါသာဝင်ဖြစ်၍ကံကံဤအကျိုးကိုယုံကြည်ပါれဖျာနိဗ္ဗာန်မရောက်မချင်းတန်တရာမှာကျင့်နေရမှာလဲသိပါれဖျာသို့တော်လည်းနောက်ဘဝရှိသည့်ကျင့်နေရမည်ကိုညီစိုးဖြစ်ဘာသာကြားတွေကိုရှင်းပြရမည်ဖျာอืมဒီကမိုင်းမိကောအခက်ခဲဆုံးမိကောမေးလိုက်တာပဲဦးစင်းအဲ့ဒါတရားတစ်ပုဒ်ပြန်ဟောရမယ်ဒီကဖြစ်နေတာအချင်းချောက်လေးနဲ့ပြောမှာပေါ့နော်ဦးစင်းတို့အပ္ပန္နကပฏิပဒါဆိုတာရှိတယ်တလားဦးစင်းအရင်ကြောက်မာတော့ကလည်းဟောပူပါတယ်မလုံးဝမလွဲနိုင်တဲ့ကျင့်စဉ်ပေါ့နော် တချို့ကိစ္စတွေကြတော့သူတို့နောက်ဘဝရှိတယ်မရှိဘူးကိုယနေ့ခါမှာတော့ပြောကြတယ်တော့အများကြီးရှိပါတယ်ပြုတ္တနာသိပ္ပံပညာရှင်တွေလည်းအများကြီးပြုထားတာရှိပါတယ်နော်ဟိုစင်းတို့ယနေ့ဥရောပတိုင်းကဒီသိပ္ပံပညာရှင်တွေကိုယ်တိုင်လည်းတချို့လက်ခံလာကြပါပြီအဲ့တော့မြတ်စွာဘုရားဗာပြောတယ်လဲဆိုတော့လုံးဝမလွဲနိုင်တဲ့ကျင့်စဉ်ကိုပဲဘုရားပြောတယ်နော်အဲ့ဒီဇာတကထဲမှာလည်းဘုရားဟောပေးထားတာပေါ့အပ္ပန္နကပရိပတာဆိုတာကနောက်ဘဝရှိတယ်လို့လက်ခံလိုက်တာမမားတဲ့အကြောင်းကိုဘုရားပြောပြတာနောက်ဘဝရှိတယ်လို့လက်ခံလိုက်တော့အားဖြင့် ကိုကဘာလဲဆိုတော့မကောင်းမှုကိုလုပ်ဖို့မဝန်တော့ဘူးနော်ကုသိုလ်ပဲလုပ်ချင်တဲ့စိတ်တွေများလာတယ်ဘာလို့လဲဆိုတော့တာမန်ပုရုษရှင်ရဲ့စိတ်ကကုသိုလ်ကိုလုပ်ချင်တဲ့စိတ်ကမကောင်းမှုလုပ်ချင်တဲ့စိတ်ကပိုများတယ်ပါပတမေရမတိမနောလीနော်မကောင်းမှုကိုလုပ်လုပ်ချင်တဲ့စိတ်ကများတယ်အဲ့တော့โอเคနောက်ဘဝမှာမရှိပါဘူးဆိုရင်ဦးဇုံတို့စိတ်ကို control မလုပ်တော့မထိန်တော့ဘူးလိန်ချင်တယ်လေလိန်လိုက်ပါပဲတမန်ပါဗျာအကျိုးမှမပေးတာဟုတ်တယ်မလားအဲ့တော့ခိုးချင်တဲ့စိတ်ကြီးလည်းမထိန်တော့ခိုးလိုက်ပါပဲ ူများသားများကိုစော်ကားခြင်းစိတ်ရှိရင်လည်းငရဲကြီးမှမကြောက်တော့ငရဲမှမရှိတာအဲ့တော့စော်ကားလိုက်ပါပဲဆိုလို့ရှင်တာကအဲ့တော့အဲ့လိုဆိုလို့ရှိရင်မဖြစ်တယ်လဲဆိုတော့နောက်ဘဝမရှိဘူးလို့ခံယူလိုက်မယ်ဆိုလို့ရှိရင်ဒီပစ္စုပန်ဘဝမှာလည်းနာမည်ပြတ်တယ်ဟုတ်တယ်မလားဒုစရိုက်လုပ်ငန်းတွေလောရတာနာမည်ပြတ်တယ်နော်အဲ့လူကတခိုးကြီးပါကွာအဲ့လူကအဂတိလက်လုပ်တဲ့ပုဂ္ဂိုလ်ပါဟုတ်တယ်မလားအဲ့လူကြီးကနော်ဒုစရိုက်လုပ်နေတဲ့ပုဂ္ဂိုလ်ကြီးပါဆိုတာပဝန်းကျင်မှာလည်းနာမည်ပြတ်တယ်နောက်သူကိုယ်တိုင်လည်းပြန်တွေးတိုင်းတွေးတိုင်းစိတ်ဆင်းရဲတယ် နော်သူစရလုပ်လဲရှိရင်သူကိုယ်တိုင်လည်းဆက်စင်းရတယ်သူ့ကြောင့်လည်းသူများရဲ့ဒုက္ခရောက်တယ်မကောင်းအဲ့တော့နောက်ဘဝရှိတယ်လို့ခံယူလိုက်မယ်ဆိုလို့ရှိရင်သူစရလုပ်ငန်းတွေကိုမလုပ်ဖြစ်တော့လုပ်ဖြစ်ရင်လည်းနည်းနည်းထိန်းသိမ်းသိမ်းဖြစ်သွားတယ်အဲ့တော့သူ့အတွက်ပိဿုပ်ဘံမှာလည်းစိတ်ချမ်းသာတယ်အဲ့နောက်ဘဝရှိခဲ့ရင်လည်းသူတို့ကနောက်နေရစရာမရှိဘူးသူဒီအကုသိုလ်ကိုမလုပ်ခဲ့ဘူးကုသိုလ်ပဲလုပ်ခဲ့တာပေါ့ဟိုနောက်ဘဝမရှိဘူးလို့ခံယူထားတဲ့ပုဂ္ဂိုလ်ကြတော့ကုသိုလ်တွေမလုပ်ခဲ့ဘူးအကုသိုလ်ပဲလုပ်ခဲ့တာဆိုတော့ရှိခဲ့ရင်သူ့အတွက်ကခက်ပြီနောက်ရှိခဲ့ရင်ခက်ပြီစာထဲမှာတော့ဥစ္စံတို့ဇက်တော်တစ်ခုနမူနာပေးထားတာက ကန္တာရခကြီးကိုသွားတဲ့အခါမှာနော်ဦးဇင်းတို့ကုံတဲ့နှစ်ဦးရှိတယ်။ကုံတဲ့တဦးကညံရှိတယ်။ကုံတဲ့တဦးကညံမရှိဘူး။အဲ့တော့ဇလန်းချင်းချင်းလေးပြောရရင်ကုံတဲ့နှစ်ဦးလုံးခကြီးထွက်လာတယ်။ချစ်ကတုံးကခကြီးထွက်လို့ရှိရင်သူကတဲကန္တာရတွေကိုဖျက်ရတယ်။နော်အဲ့မှာသူတို့ရေအိုးတွေတဲလာတယ်စားစရာတွေတဲလာရတယ်။အရင်ဆုံးညံမရှိတဲ့ကုံတဲ့ကစပြီးခကြီးထွက်လာတယ်။အဲ့တော့လမ်းမှာဘလူးတွေကနေပြီးတော့ဒီကုံတဲ့တွေကိုစားကျင်တယ်။ စားကျင်တော့သူကဘလို့ဟန်ဆောင်တယ်လဲဆိုတော့သူတို့အဲဘလူးတွေကနေပြီးတော့သူတို့ကိုသူတို့ခကြီးသွားကုံတွေတွေလိုဟန်ဆောင်ပြီးတော့သူတို့လက်တွေမှာကြာတွေရေအိုးတွေအများကြီးတင်လာတယ်တကူလုံးနဲ့ရေတွေဆွဲချိုပြီးတော့အဲ့တော့ငံမရှိတဲ့ကုံတွေနဲ့တွေ့တဲ့အခါမှာပြောတယ်ဟာခမရတို့ဘယ်ကလာတာလဲဘယ်ကိုသွားမလို့လဲငါတို့ဘယ်ကိုသွားမလို့ဟာအဲ့လိုဆိုလို့ရှိရင်အရှိမရေတွင်းရေကန်တွေပေါ်တယ်ဟောဒီမှာကြည့်ရေအိုးတွေငါတို့တယ်လာတာကြည့်ဟောဒီမှာကြာပန်းတွေငါတို့တကူလုံးနဲ့ဆွဲချိုနေတာပဲအရှိမရေကန်တွေအများကြီးပဲအဲ့တော့မင်းတို့အလေးခံပြီးတော့ရေအိုးတွေတဲမနေနဲ့ တော့ညံမရှိတဲ့ကုန်တရားဟုတ်တယ်ဆိုပြီးအာရေဦးတွေကတော့ခွဲပလိုက်တာနော်ဟိုစကားကိုနားလဲပြီးတော့ရှေ့မှာရေကန်ရှိတယ်ဆိုတဲ့စကားကိုနားထောင်ပြီးတော့သူ့မှာပါတဲ့ရေတွေအကုန်လုံးခွဲတပြီးလွတ်လိုက်တာအဲ့တော့ရှေ့ကိုလည်းသွားလဲသွားကောဘာရေကန်မှမရှိဘူးအဲ့တော့တောက်စီယာရေဘာမှမရှိတော့အဲ့မှာရေငတ်ပြီးသေးတာပဲဘလူးစားခံလိုက်ရတယ်နော်အဲ့တော့အဲ့ဒီလိုမျိုးညံရှိတဲ့ကုန်တယ်နဲ့တွေ့တဲ့အခါမှာညံရှိတဲ့ကုန်တယ်ကစဉ်းစားတယ်။သူပြောတယ်လို့မျိုးအရှိမရေတွင်းရေကန်ရှင်းတော့ဟုတ်ပြီ။အဲ့ဒီခါကျမှငါတို့ရေဒီ အိုးကိုလွှတ်ပစ်လိုက်တာပေါ့အဲ့ကသူပြောသလိုမရှိခိုင်ဘယ်လိုလုပ်ရမလဲငါတို့သိပြီပေါ့အဲ့ကြောင့်ငါတို့ရေအိုးတဲကတော့မမာဘူးနော်ရေအိုးတဲကတော့ငါတို့မမာဘူးဒါကြောင့်ငါတို့တွေရေအိုးတဲသွားမယ်အဲ့တော့ရေအိုးတဲသွားတဲ့ခါကျတော့ဟိုမှာသူပြောသလိုရေရင်းရကမရှိဘူးမရှိတော့ကို့မှာပါလာတဲ့ရေအိုးနဲ့တောက်ပြီးတော့အသက်ရှင်ကြတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မြတ်စွာဘုရားကအပ္ပန္နကပရိပဒါမလွဲသောခြင်းစဉ်ဆိုတာနောက်ဘဝရှိတော့လက်ခံလိုက်လက်ခံလိုက်လို့ရှိရင်ကုသိုလ်ကောင်းမှုတွေများများလုပ်ဖြစ်တယ်အကုသိုလ်တွေကိုမလုပ်ဖြစ်ဘူး ဒါလို့ဆိုရင်ကုသိုလ်ကောင်းကိုနောက်ဘဝမှာမရှိရင်လည်းကိစ္စမရှိဒီဘဝမှာစိတ်ချမ်းသာတယ်ကိုကြောင့်ဘယ်သူမှဒုက္ခမရအောင်ရှိခိုင်းရင်လည်းကိုယ်ကကုသိုလ်တွေလှုပ်ထားပြီးသားနော်အဲ့တော့အကုသိုလ်လှုပ်ထားတဲ့ပုံကိုကြတော့ရှိခိုင်းရင်လည်းနောက်ဘဝရှိခိုင်းရင်လည်းခံရမှာမရှိခိုင်းရင်လည်းဒီဘဝမှာသူဒီညံ့နာပြရမယ်ခုံပြရတယ်အဲ့ကြောင့်ဒါမျိုးဆိုဗျာပြောတဲ့လမ်းစဉ်ပဲအဲ့ကြောင့်ဦးဇင်းတို့ရှိချင်းမရှိချင်းကိုမွေးဖန်တော့ပဲနဲ့ဘလို့သွားတဲ့တည်းလေအဲ့ဒါကိုပဲစဉ်းစားရမှာအဲ့ကြောင့်ဘာသာကြားတွေနဲ့စကားပြောရင်ဦးဇင်းတို့ကနောက်ဘဝရှိတာမရှိတာမငင်းတော့ဘူးဘလို့နေရမလဲဘလို့ကြည့်ရမလဲပဲပြောတာအကောင်းဆုံးပဲ။ 那好。<No? S 2> <No. S 1> no.